ားလုံးမင်္ဂလာပါအခုကျွန်တော် sharing လုပ်ရမယ့်အရာကတော့ content monetization အာ sequence အကြောင်းပေါ့နော်အမြန် point on Facebook မှာဘယ်လိုစာရေးရမလဲဆိုတဲ့ဟာကျွန်တော်အနေငယ်မျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အပေါ်ကဟာ style တို့ subscription တို့ creator storefront တို့ဆိုရင်အာလိုတိုင်းရနိုင်တဲ့အရာပေါ့နော်ကျွန်တော်တို့စောင့်မြောင်နေတဲ့အရာ ရချင်တဲ့အရာကတော့ဒီ content monetization ဖြစ်ပါတယ် content monetization တော်လီဖွင့်ဖို့ပေါ့နော်အ set up ဒီပို့ဖူရနာတို့ကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်ဒီ style တို့ subscription တို့ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေ funds တွေကပေါ့နော်အာလက်ဆောင်လေးတွေပြီးမှဒါလင်ရနိုင်တဲ့အရာပေါ့နော်ဒါမဲ့ကျွန်တော်တို့ဒီဟာကြတော့ video လေးတွေဓာတ်ပုံလေးတွေ အာစာလေးတွေရီးပြီးမှအဒီကနေပိုက်ဆံရနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီဟာဒီဟာလေးတွေပွင့်ဖွင့်ရတဲ့အတွက်အာကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်ဆိုတော့အာဒီနေရာမှာအာတော့ခန့်နေသေးတယ်ဆိုတော့အာဒီမှာစိတ်ဝင်စားကြအောင်ပေါ့နော်ကျွန်တော်တို့စာရေးရမှာဖြစ်ပါတယ်ဒီမှာ အာဒီပိုဂရမ်ပေါ့နော် content monetization မှာစိတ်ဝင်စားပါတယ်ဆိုတဲ့အကြောင်းကို Facebook team မှာကျွန်တော်တို့စာရေးရမှာဖြစ်ပါတယ်ဆိုတော့အာစာရေးဖူရန်အတွက် I am interested ကိုနိုင်မယ်ဆိုတော့ကျွန်တော်ဒီမှာရေးပြီးသွားပြီပေါ့နော်အာရေးပြီးသွားပြီဆိုတော့ဒီဘာရေးလဲဆိုတော့ကျွန်တော်အာခဏ hobby no sayire pongsangaro hello dear facebook team i am reaching out because i am very interested in monetizing my content on facebook i am currently building my presence on the platform and would love to learn more about the tools and options available for creator once they become eligible or not. My thanks for your support for your time and support. I look forward to becoming eligible and taking part in the uh, monetization program soon. Being general thanks, uh, Facebook name, but no? Robot Sharing General အတည့်ရဲ့ Facebook နာမည်လေးဒီ YouTube line လေးဒီဘာပဲဖြစ်ဖြစ်ပေါ့နော်ထည့်လို့ရတယ်ပေါ့နော်ထည့်လို့ရတဲ့ဒီဟာလေးကိုအာကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်နော်ညာလေးတွေကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်မိမဒီဟာလေးတွေရေးအကုန်ရေးပြီးသွားပြီဆိုရင်အာစစ်ကွန်စားကြောင်းပေါ့နော် submit ကျွန်တော်တို့အရာမှာဖြစ်ပါတယ်ဆိုတော့နားလေလောက်ပြီးခြင်းပါတယ်ဒီမှာ အာဒီလိုမျိုးရေးရမှာဖြစ်ပါတယ်ဒီလိုမျိုးတွေရေးပြီးမှကျွန်တော်တို့အမှန်ဆိုရင် Facebook ဘက်ကနေတို့တို့ကြည့်ပြီးမှဖြစ်ပါတယ်เนาะကြည့်ပြီးမှဖြစ်ပါတယ်အမြန်ဆုံးလည်းရနိုင်အောင်ပေါ့เนาะကျွန်တော်တို့ဒီလိုစာရေးရတယ်အာဆိုတော့ကျွန်တော်တို့အာပြီးသွားပြီးဆိုရင်ကျွန်တော် submit interest set ကိုကျွန်တော်နေ့ရမှာဖြစ်ပါတယ် submit interesting ဟုတ်ပြီเนาะအာဒီမှာ interest submitted ဟောနော်စေကွန်စာအကြောင်းကိုကျွန်တော်စာရေးပြီးမှအာ Facebook ကိုအာအထားပြီးဖြစ်ပါတယ်တို့တို့ကြည်ပြီးမှကျွန်တော်တို့ရဲ့ content အာ original video လေးဒီပုံလေးဒီစာလေးဒီအာကျွန်တော်တို့တို့တို့ရဲ့7 minute ကိုက်ငီတယ်ဆိုရင်ကျွန်တော်တို့ဒီ monetization ကို content monetization ကို set up ပုတ်ခိုင်းမှာဖြစ်ပါတယ်ဆိုတာ ဒီနေ့အနေငယ်မျှဝေပေးပါရယ်အားလုံးစင်ပြေကြပါစေ